မိမိတို့ရဲ့အကျိုးစီးပွားကိုထိခိုက်စေတဲ့အမေရိကန်နဲ့တခြားနိုင်ငံတွေရဲ့ကုန်သွယ်ရေးသဘောတူညီချက်တွေကိုပြပြတသားဆန့်ကျင်ကြောင်းတရုတ်က Airbola 21ရက်နေ့ကပြောကြားခဲ့ပြီးအဲ့ဒီသဘောတူညီချက်တွေကိုဆန့်ကျင်တဲ့တံမြန်စီစဉ်တွေလုံဆောင်သွားမယ်လို့သတိပေးခဲ့ပါတယ်။ ကမ္ဘာနိုင်ငံအသီးသီးဟာအမေရိကန်ရဲ့အခွန်တိုးမြင့်ကောက်ခံမှု30ရာခိုင်နှုန်းနဲ့ရန်ဆိုင်နေအချိန်မှာတရုတ်ရဲ့ကုန်စည်အများစုကိုအမေရိကန်ကအခွန်145ရာခိုင်နှုန်းတိုးမြင့်ခဲ့ပြီးတရုတ်ကလည်းအမေရိကန်ရဲ့ကုန်စည်တွေကိုအခွန်125ရာခိုင်နှုန်းတိုးမြင့်ကောက်ခံခဲ့ပါတယ်။လက်ရှိချိန်မှာကုန်သွယ်ခွန်တွေလျှော့ချစေဖို့အတွက်နိုင်ငံတချို့ကအမေရိကန်နဲ့ဆွေးနွေးညှိနှိုင်းမှုတွေပြုလုပ်နေပြီးတစ်ချိန်တည်းမှာပဲအမေရိကန်နဲ့တရုတ်ကြားကုန်သွယ်ရေးစစ်ပွဲကအရှိန်ပြင်းထန်နေပါတယ်။တရုတ်ကမူအခြားနိုင်ငံတွေအနေနဲ့တရုတ်ရဲ့အကျိုးစီးပွားကိုထိခိုက်စေတဲ့သဘောတူညီချက်တွေကိုအမေရိကန်နဲ့ပြုလုပ်ခြင်းမပြုလုပ်ဖို့ သတိပေးခဲ့ပါတယ်။အငြင်းငံလိုက်ရုံးမှုကငြင်းငြင်းရေးကိုဆောင်ကျင်းမပေးနိုင်ပါဘူး။အလျှော့ပေးမှုကလေးစားခံရမှာမဟုတ်ပါဘူးလို့ဒေဝရဲ့ကုံသွေးရေးဝန်ကြီးဌာနမှပြောရေးဆိုခွင့်ရှိသူကပြောကြားခဲ့ပါတယ်။ကိုယ့်ရဲ့တခုကောင်းဆန်တဲ့ယာယီအကျိုးစီးပွားအတွက် တခြားသူတွေရဲ့အကျိုးစီးပွားကိုထိခိုက်ညံ့အောင်လှုပ်ဆောင်တာဟာကြားရသေးကိုခွာယူဖို့ကြိုးစားတာနဲ့အတူတူပါပဲ။အဲဒီလိုချင်းကလှုပ်ဆောင်မှုဟာအကုန်လုံးကိုထိခိုက်ညံ့တာစေပါလိမ့်မယ်။တရုတ်ရဲ့အကျိုးစီးပွားတွေကိုထိခိုက်ညံ့တာစေမယ်ဘလို့သဘောတူညီချက်ကိုမဆိုတရုတ်ကပြပြသားသားစန့်ကျင်ပါတယ်လို့အဆိုပါပြောရေးဆိုခွင့်ရှိသူကပြောကြားခဲ့ပါတယ်။အဲဒီလိုအခြေအနေမျိုးဖြစ်ပေါ်လာခဲ့မယ်ဆိုရင်တရုတ်ကအဲ့ဒီအခြေအနေကိုဘလို့ခါမှလက်ခံမှာမဟုတ်ပဲတံမြန်စီစဉ်တွေကိုပြပြသားသားလှုပ်ဆောင်သွားမယ်လို့လည်းသူကပြောကြားခဲ့ပါတယ်။ဧပြီလ19ရက်နေ့ကလည်းအမေရိကန်နိုင်ငံဆိုင်ရာတရုတ်တံမှန်ရှီဖန်က ကုန်သွယ်စစ်ပွဲကိုရတမှုအမေရိကန်ကိုတိုက်တွန်းခဲ့ပါသေးတယ်။